ညင်တန်ကြားပြည်သမားရှင်ကျေးဇူးတော်ရှင်မိုးကိုဆရာတော်ဖျားကြီးကိုမန္တလေးတိုင်းအမရပူရမြို့ဥယျာဉ်တော်ရွာမှာဖွားမြင်ခဲ့ပါသည်ဥယျာဉ်တော်ရွာဟာအမရပူရမြို့တည်နန်းတည်မင်းတရားကြီးဘိုးတော်ဦးဝိုင်းခေါ်ဘရုံမင်းလက်ထက်မှာပန်းဖြေနားယူရာမင်းဥယျာဉ်ဖြစ်ခဲ့ပါသည် ဘိုးတော်ဦးဝိုင်းဟာအင်းဝမ်းမြို့တော်ကိုဆွန့်ခွာပြီးအတိတ်ကောင်နဲ့ကိုက်ကြီးတဲ့တောင်သမန်အင်းတောင်မြင့်အင်းတောင်ကြီးအင်းတောင်တော်အင်းစတဲ့အင်းလေးအင်းဝိုင်းရံကြီးရှိရာဘူမိမြတ်တန်နေရာမှတ်နဲ့အမားပူရမြို့မှာမြို့တည်နန်းစစ်တီထောင်ကကြီးနှင်းဆိုးဆန့်ခြင်းဖြစ်ပါလိမ့်။အမရပူရမြို့ဟာရင်းမြည်ရသည်ဥလိုသမမျှတာပြီးလေယာဉ်လုပ်ငန်း၊ရေကန်းလုပ်ငန်းများနဲ့စီးပွားဖွံ့ဖြိုးစည်းဝေးနှင်းမြို့ဖြစ်ပါလိမ့်။ ဒါအပြင်အမရပူရမြို့မှာတောင်မင်းကြီးဖျားပထိုးတော်ကြီးဖျားရွှေကူကြီးဖျားကြောက်တော်ကြီးဖျားစတဲ့ဖျားပထိုးစီကြီးများရဟန်းတန်ကအရှင်သူမြတ်များတရင်သုံးနေထိုင်ရာကျောင်းထိပ်ကြီးများစတဲ့သာသမိကအဆောက်အဦများစွာကို ကြီးညိုသက်ပေစွာဖူးမြော်မြင်တွေ့နိုင်ပါသည်မရပူရမျိုးရဲ့အရှိတောင်ဘက်လေးမိုင်ခန့်ကွာ ဒေါက်တာရီမြင့်ငင်မြင့်ရဲ့မြောက်ဖက်ကမ်းပေါ်မှာဥယျာဉ်တော်ရွာကြီးတည်ရှိပါသည်ဥယျာဉ်တော်ရွာဟာအမီနဲ့လိုက်ဖက်အောင်တစ်ပင်ပန်းမှန်များဆိုက်ခင်းများနဲ့ဆင်းရဲဆူပြေပြီးတာယာအေးချမ်းတဲ့ရွာကြီးတူရွာဖြစ်ပါသည်ဘုဂုတ်ဆရာတော်ဖျားကြီးဖွားမြင်တော်မူခဲ့ရာဓာတိရရွာဖြစ်တဲ့ဥယျံတော်ရွာသမိုင်းကျောင်းနဲ့ပတ်သက်ပြီးရွာသူရွာသားများကအခုလိုဂုံယူဝမ်းမြောက်စွာပြောဆိုကြပါတယ်ရှင်။ ားတို့ရဲ့ဒုက္ခဆရာတဲ့ဘုရားကြီးကကျွန်တော်ဥပဒေကြေးရမှာပါမြင်ခဲ့တဲ့အတွက်ကျွန်တော်အများအားဂုဏ်ယူနေပါတယ်ဟုတ်တယ်ပေါ့ရှင်ဂုဏ်ယူစရာကောင်းတဲ့အချက်လေးကိုလည်းပြောပြပါဦးဂုဏ်ယူစရာကောင်းတဲ့အချက်ကတော့ဘုရားကဘုရားတရားကြီးလက်ထက်မှာဘုရားနေပြီးတော့ကိုအမောင်ပြမျိုးကိုပြောဆက်ခဲ့ပါဒီတင်နန်းတည်ခဲ့ပါအမောင်ပြစာဥပဒေကလို့ပြောရမှာပါ ဟုတ်တာပေါ့ဗျာဘရုံမင်းဟာနောက်ပိုင်းမှာဘိုးတော်ဦးဝန်းရယ်လို့ထင်ရှားလာတဲ့မင်းတပါပေါ့သူကမရဘူရာမျိုးနန်းသစ်တီဆောက်နေတုန်းမှာဥယျံတစ်ခုဖန်တီးပြီးအဲ့ဒီနေရာမှာအနားယူအပန်းဖြေလိရှိတယ်ဘိုးတော်ဦးဝန်းရယ်မင်းဦးရဟာအခုဘားတော်နေထိုင်တဲ့ဥယျံတော်ရွာကြီးဖြစ်လာတာပါပဲဟုတ်ပါတယ်ရှင်ဘိုးတော်ဦးဝန်းရယ် မင်းဥယင်နာမည်ဟူတောင်မဟာသီရိနန္ဒဝံဥယင်တော်လို့ခေါ်ဆိုကြပါတယ်ဒုထဝရီမြစ်လို့ခေါ်တဲ့မြင့်ငယ်မြင့်ရဲ့မြောက်ဖက်ကမ်းမှာရေကောင်းမြေကောင်းနေရာကောင်းမှာနေထိုင်လုပ်ပိုင်စားတောက်ကောင်းတဲ့နေရာမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဟိုကသူ့ဥယင်တော်ရဖြစ်လာမဲ့မဟာသီရိနန္ဒဝံဥယင်ကြီးကမှာအလုံးချိုပြီးရတာရှိတဲ့တိပ္ပိကြီးတွေပဲရှိခဲ့ပါတယ်အဲ့ဒီတိပ္ပိကြီးကိုလည်းအနားရတာနဲ့ပြည်စုံနေတဲ့မှာအဲ့ဒီတိပ္ပိကြီးကိုလည်းပင်တော်ကြီးလို့သတ်မှတ်ခဲ့ပါတယ် အဲ့ဒီဘီလော်ကြီးအပင်ကိုလည်းရသမတ်တွေနဲ့ကာယံထားပါတယ်။ရသမတ်တွေကာယံထားတဲ့အတွက်ကြောင့်မို့လို့လည်းအဲ့ဒီရက်ွက်ကိုရသမတ်ရက်ွက်လို့ခေါ်ခဲ့ပါတယ်ဗျ။အဲ့အဲ့ရသမတ်ရက်ွက်ကယနေ့ချိန်လေးကျွန်တော်တို့ဥယျာဉ်တော်ကမှရှိနေတော့ပါပဲ။မြို့သူဆရာတော်ဘုရားကြီးကအဲ့ဒီရသမတ်ရက်ွက်နဲ့ကတ်လေးရဲ့ရက်ွက်မှာပဲဖမ်းမိတော်မူခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါလည်းထူးခြားချက်တည့်ပါပဲရှင်။ဒါရင်ပဲကောင်းမလဲကျွန်မတို့ဥယျာဉ်တော်ရွာမှာကျမ်းပြုအကျော်ဆရာတော်ဥဆန္နာတို့ဘုလုံတော်ရမင်းဥတာကျွဲတို့လည်းထွန်းပေါ်ခဲ့ပါတယ်။ ပြည်ပြည်မြန်မာနိုင်ငံရဲ့တာနိုင်ရေးဝန်ကြီးဖြစ်တဲ့ဘန္နူလာဦးစိန်ဆိုတာကျမတို့ရွာစာတိဖြစ်ပါတယ်။ရေကောင်းမြေကောင်းအတိတ်မိတ်ကောင်းနဲ့ကျမတို့ရွာကြီးဟာပညာရှိကောင်းများစွာကိုမွေးထုတ်ပေးခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ရင်တန်ကြာပြည်တန်ကြာရှင် မိုးကုတ်ဆရာတော်လောင်းလျာကိုဖခင်ကြီးတော်ဦးအောင်ထွန်းမေတော်ဒေါ်ရွှေအိတ်တို့မှမြန်မာတက္ကရာ1261ခုနတော်လာပြည့်ကျော်7ရက်နေ့မှာဖွားမြင်တော်မူခဲ့တာဖြစ်ပါတယ်မိုးကုတ်ဆရာတော်လောင်းမြာရဲ့ငင်းနံမဲဟာမောင်လှပေါ်ဖြစ်ပြီးမွေးချင်းရှိရောက်ရှိတဲ့အနေနဲ့ပြင်စမမြောက်သားရတနာဖြစ်ပါရဲ့ရှင်။ မောင်နှံကိုယ်တို့မိဘများဟာသားသမီးများသလောက်စီးပွားဥစ္စာလဲပြည့်စုံကြွယ်ဝသူများဖြစ်ကြပါသည်။လေယာဉ်လုပ်ငန်း၊ရက်ကန်းလုပ်ငန်းပိုင်ရှင်များလည်းဖြစ်ကြပါသည်။စီးပွားပြည့်စုံပြီးတိလလုံုံနာကြောင့်အများစုရဲ့ချစ်ခင်လေးစားမှုခံရတဲ့ပျော်ရွှင်ဝယ်မိသားစုဖြစ်ပါလိမ့်ရှင်။ တော်ရွာကြီးဟာအရင်အဝါသကောင်းတဲ့တစ်ပင်ကြီးများပေါများတဲ့ဟဲ့မောင်လာဘောအပါဝင်ခရင်းငယ်များဟာတစ်ပင်ရိပ်အောင်မှာစုပေါင်းပြီးပျော်ရွှင်စွာကစားနေရှိကြပါသည်အဲ့လိုကစားရမှာတခါတည်းရန်ရှင်ပြွဲကျင်းပါတယ်လေကစားကြတယ်လို့သိရပါသည်မောင်လာဘောတို့ကလေးတစုရှင်ပြွဲကစားပုံကတော့တချို့ကရှင်လောင်းလို့တချို့ကအလှတကားနဲ့အလှမများဖြစ်ပြင်ဆင်ပြီးရှင်လောင်းထဲကြပါသည် ဲ့ဒီအခါမှာမောင်နှဘောကအမြဲတမ်းဘုန်းကြီးလုပ်ပြီးအကြုံခံနေရှိတယ်လို့သိရပါတယ်။ဒါဟုတ်ကြည့်ခြင်းအဖြစ်မိုးကူဆရာတော်လောင်းလျာမောင်နှဘောဟာငယ်ရွယ်စဉ်ကလေးဘဝကစလို့အတိတ်ကောင်းနမိတ်ကောင်းကိုစောင့်ကြည့်တယ်လို့ဆိုရမှာပဲဖြစ်ပါရဲ့ရှင်။ ရင်တန်ကြားပြည်တများရှင်မိုးကုတ်ဆရာတော်လောင်းလျာမောင်လှဘောဟာအသက်၄နှစ်ရွယ်မှာအတန်းကျောင်းစတင်တက်ပါတယ်ဥယျာဉ်တော်ရွာအစိုးရမူလာတန်းကျောင်းမှာအကိုအမများနဲ့အတူကျောင်းတက်ပြီးစာကြိုးစားခဲ့ပါတယ်ကျက်စာတွက်စာအင်စာတွေကိုအကျွေးမကြံမှန်မှန်လုပ်ပြီးတစ်နှစ်တစ်ဒဏ်ထူးချွန်စွာအောင်မြင်ခဲ့လို့အဲ့ဒီတုန်းကကျောင်းဆရာကြီးဦးဆန်းရကိုယ်တိုင်အထူးချီးကျူးခဲ့ရတဲ့ကျောင်းသားတူဖြစ်ခဲ့ပါတယ်ရှင် 啊！阿也加我！阿伟也加我的老板。 Hello, Margo. တန်ကြားပြည်တံများရှင်မိုးကဆရာတော်လောင်းလျာမောင်လှဘော်ကိုနှစ်သားရွယ်မှာပထမဆုံးကျင်ရှင်ပြုပေးပြီးဝိညာဉ်တော်ရအောင်မြောက်တဲ့ဂွေးဝင်တော်ရအကြောင်းမှာရှင်းသားမလေးဝတ်ခဲ့ပါတယ်ဂွေးဝင်တော်ရအကြောင်းဆရာတော်ဥစာကရချက်မှာဥပိ္ပစေပြုပြီးရှင်းသားမလေးပြုရမှာကိုရင်ဘွဲတော်ကိုရှင်ဝိမလားလို့ဖွဲ့မိပေးခဲ့ပါတယ်ရှင် ူရူရာစင်နာကြီးမလားဟုတ်ပါဘူးကျမခင်နင်းဖွဲ့တူတယ်ဝိမလားပါခင်ဗျာရှင်ပြဝိမလားဆိုတဲ့အိဆိုရှင်ပြတော့ပါခင်ဗျာဟေးဟာဝိမလားဆန္ဒဒီလိုနဲ့ဘူးကြီးစတာကမရှိရင်အဲ့ကိုခေါ်တယ်ဆန္ဒမလားဆရာအင်းကြီးကအခုဆိုစားတဲ့အင်းကြီးမရှိဘူးလို့ခေါ်တာပါညမာတယ်နော်မှန်လားပါခင်ဗျာ